ဒီငွေကြိုင်နေရှိတယ်။နောက်ပတ်စံသုံးနေလူရှိတယ်။သုံးနေလူကလည်းသူသုံးသုံးထားပြီးွားပြီးဆိုရင်သူသုံးနေရတဲ့ပတ်စံတွေကိုပြန်လာပြီးတော့ပေါ့နော်။စည်ရင်းစရာနဲ့အဲဆိုလိုတာအတင်းတော်တစ်ခုမှတော့မှဘုံပိုင်ပတ်စံကိုကျွန်တော်တို့ဒီကချင်နေတော့ဆိုတာကျွန်တော်တို့တော့ကောင်းဆန်းတဲ့ကိစ္စမဟုတ်အဲ့လိုအများနဲ့လှုပ်ဆောင်တဲ့ကိစ္စဒါပေမဲ့တဘာဝတန်ရစတာကိုဘာဖြစ်လို့ကျွန်တော်တို့ကကိုပိုင်ပစ္စည်းလို့နော်ဟိုတံပိုးမရှိသလိုကျွန်တော်တို့ကစီမံခန့်ခွဲနေကြတာ မိကုံးကမေးစရာဖြစ်လာအရေးကြီးတာကျွန်တော်တို့ဟိုဟိုကျွန်တော်ဟိုတခြားပေါ့နော် policy ဆိုတာကတော့မူဝါဒပိုင်းဆိုင်ရာပေါ့နော်မူဝါဒပိုင်းဆိုင်ရာအရေးကြီးတာတွေကဟုတ်တယ်။ institution တွေအရေးကြီးတယ်။ဒါပေမဲ့တိတ်ကအရေးကြီးတာက အဲကျွန်တော်တို့ဒီနိုင်ငံကိုဥဆောင်နေတဲ့သူတွေပေါ့နော်အဲဒီဒေတာကိုဥဆောင်နေတဲ့သူတွေက political will လို့ခေါ်ရဲပေါ့နော်ကျွန်တော်တို့ဒီအဲဒီအမျိုးသားရေးစိတ်သက်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုသုံးလုံးအမျိုးသားရေးစိတ်သက်လို့ပြောရင်အဲ political will ပေါ့ဒါ political will ဆိုတာကကျတော့နိုင်ငံရေးအီမန်ချက်ပေါ့နော်နိုင်ငံရေးစိတ်သက်အမျိုးသားရေးစိတ်သက်အဲ့ဒါရှိရမယ်ပေါ့နော်ကျွန်တော်တို့ဒီတိုင်ရန်ဇတကအဲဒါတူတူတယောက်တည်းအတွက်မဟုတ် အဲ့ဒါကိုကျွန်တော်တို့ပထမဆုံးကျွန်တော်တို့နိနိကာကာပေါ့နော်သဘောပေါက်ပြီးတော့နားလည်ရမယ်တန်ဇရပေါ့နော်တန်ဇရလို့ပြောတဲ့နေရာမှာကျွန်တော်တို့အဲဒီမြေပေါ်မြေပေါ်မှာရှိနေရပေါ့နော်မြေပေါ်မှာရှိရဆိုတာကျွန်တော်တို့တောင်နေမြစ်တွေပေါ့နော်အဲ့လိုမျိုးဟာတယ်အေးတရိษံနေပါတယ်ပေါ့နော်မြေအောက်မှာတော့ဒါအားလုံးသိရတိုင်းပဲဟိုတတုတွေအဲ့လိုမျိုးပေါ့ဆိုတော့အဲ့နှစ်ခုလုံးကကျွန်တော်တို့အများနဲ့ဆိုင်နေပေါ့နော်အများနဲ့ဆိုင်နေဆိုတဲ့ဟာကိုကျွန်တော်တို့ပထမဆုံး တီးရမယ်အဲ့ဒါကိုလက်ခံရမယ်ဟိုတန်စရာထုတ်တဲ့သူရော ထုတ်ပေးဖို့အခွင့်ပေးတဲ့လူရောကဒါကိုနားလည်ရမယ်ဟိုတန်စရာထုတ်တဲ့သူကလည်းအဲငါငါတော်လို့ငါပတ်စံရှိလို့ပေါ့နော်ငါငါပါမစ်ဝယ်ထားပေးပြီးသွားပြီငါဒီလူကြီးကိုတလောက်ပေးပြီးသွားပြီအဲ့စိတ်နဲ့ထုတ်လို့မရဘာလို့လဲဆိုတော့ဟိုသူကလုတ်ပိုင်ခွင့်ကိုပဲဝယ်တာဒီတန်ရစရာ ီຢာရဲ့မူလပိုင်ရှင်အရင်မြစ်ကအဲ့မြေမှာပေါ့နော်နေထိုင်နေတဲ့ပြည်သူတွေဟိုအားလုံးစုပေါင်းပြီးတော့ပိုင်ဆိုင်တဲ့အရာပေါ့နော်အဲ့ဥမာဆိုတော့အဲ့အဲ့ဟာကိုကျွန်တော်တို့ပထမဆုံးလက်ခံရမယ်ပေါ့နော်တရားလက်ခံမှာအဲဒီဒီနိုင်ငံရေးခုနပြောတဲ့ဒီအမျိုးသားရေးပေါ့နော်တရားကိုကျွန်တော်တို့လက်ခံမှာဒီတန်စရာကိုဟိုစီမံခန့်ခွဲတဲ့နေရာမှာကျွန်တော်တို့ဟာအဲဥမာဒီတန်စရာကိုထိမ့်သိမ်းတာပဲဖြစ်ဖြစ်ပေါ့နော် ဒီတန်စရောက်ကိုထုတ်ယူသုံးဆွဲမှာပဲဖြစ်ဖြစ်အဲ့ရည်ရွယ်ချက်ကအဲဒီအရကိုထုတ်ရတဲ့ရည်ရွယ်ချက်ကတူးတယောက်ကောင်းစားရေးတော့မဟုတ်တဖွဲ့တစုကောင်းစားရေးတော့မဟုတ်ဘူးငါတို့ဒီတန်စရာထုတ်ခြင်းအပြင်ပြည်သူအားလုံးအကျိုးအမြတ်ရရှိအောင်ငါတို့ဒီအဲဒါဟိုပေါ့နော်ဟိုဟိုငါတို့ရဲ့ထိမ့်သိမ့်မှုကာလမှာအဲငါတို့ဒါကိုထုတ်တယ် တို့ကထုတ်ရတဲ့ရည်ရွယ်ချက်ကရှင်းလင်းပြတ်သားနေဖို့လိုတာဒါကိုကျွန်တော်တို့ကအမျိုးသားရေးဒါတူတယောက်တည်းနဲ့ဆိုင်နေတာမဟုတ်ဘူးနှုံမိန်နဲ့ပြီးလို့ရတဲ့ဟာမဟုတ်ဘူးเนาะကျွန်တော်တို့ဒီဒန်စရဒီဘုံပိုင်ပစ္စည်းဆိုတာကျွန်တော်တို့အတင်းတော်တစ်ခုမှာပေါ့เนาะကျွန်တော်တို့ဖျားเจ้าတစ်ခုမှာကျွန်တော်တို့ဟိုဖျားเจ้าရဲ့အလူငွေတွေပေါ့เนาะဆေဘူးတဘူးတွေအလူငွေတွေအေးကျွန်တော်တို့ထားလိုက်ပါတော့အဲ့ဒါတွေကိုကျွန်တော်တို့ကအဲဒီစီမံခန့်ခွဲမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုစီမံခန့်ခွဲလဲနေဆို ဖျားเจ้าတเจ้าမှာကျွန်တော်တို့အလူငွေတွေကဘလောက်မှအရင်မများပါဘူးတိမ့်တရာတိမ့်နေရပါတော့ဟိုသူ့ရဲ့ budget ကတစ်နှစ်တစ်နှစ်လုံးဆိုရင်တော့တိမ့်တချို့ဖျားเจ้าဒေးလေးဆိုတိမ့်တစ်ထောင်နှစ်ထောင်ရှိမယ်ကျွန်တော်တို့အဲ့ဒါကိုဘလူးစီမံခန့်ခွဲပြန်စဉ်းစားကြည့်လိုက်ဒီတိမ့်တစ်ထောင်နှစ်ထောင်ကိုတော့မှကျွန်တော်တို့အတင်းတော်မှာကော်မတီလူကြီးတွေရှိတယ်နော်ဒီအတင်းတော်ကနေပြီးတော့နှစ်ပတ်လည်အစည်းအဝေးတွေရှိတယ်သူ့ရဲ့စည်ရင်းစစ်တွေရှိတယ်နော်သူ့ရဲ့ အဲဒီဒီအဲဒီဒီငွေကြိုင်နေရှိတယ်။နော်ပတ်စံ၃နေလို့ရှိတယ်။၃နေလို့ကလည်းသူ၃၃ထားပြီးွားပြီဆိုရင်သူ၃နေရတဲ့ပတ်စံတွေကိုပြန်လာပြီးရောပေါ့နော်။စင်းစရာနဲ့အဲဆိုလိုတာအတင်းတော်တစ်ခုမှတော့မပုံပိုင်ပတ်စံကိုကျွန်တော်တို့ဒီကချင်နေတော့ဆိုတာကျွန်တော်တို့တော့ကောင်းဆန်းတဲ့ကိစ္စမဟုတ်အဲ့လိုအများနဲ့လှုပ်ဆောင်တဲ့ကိစ္စဒါပေမဲ့တဘာဝတန်ရစတာကိုဘာဖြစ်လို့ကျွန်တော်တို့ကကိုပိုင်ပစ္စည်းလို့နော်ဟို တံပိုးမရှိသလိုကျွန်တော်တို့ကစီမံခန့်ခွဲနေကြရတယ်။မိကုန်းကမေးစရာဖြစ်လာ။ဆိုတော့ကကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအတူတူပဲတန်စရာဆိုအားလုံးနဲ့ဆိုင်နေအရာအားလုံးအကျိုးရှိရမယ်ပေါ့နော်။ပွင့်လင်းမြင်သာရမယ်။အကျိုးရှိရမယ်။ဆိုတော့ဟိုဖះကြောင်တည်တည်လေးရက်ွက်ထဲကဖះကြောင်တည်တည်လေးလောက်တော့မှာကျွန်တော်တို့ကအဲစနစ်တကျပေါ့နော်။ဟိုကျွန်တော်တို့ကမတမ်းမတင်နိုင်ဘူး။အဲ့ဒါဆိုရင်တော့ဒါကျွန်တော်တို့ တစ်ခုခုတော့မာနေလို့ကျွန်တော်တို့အဲပြောလို့ရပါတော့เนาะအဲကြောင့်ကျွန်တော်ကအဲ basic ပေါ့เนาะအရေးကြီးဆုံးဖြစ်တဲ့ဒီနိုင်ငံရေးဆန္ဒဒါကိုကျွန်တော်တို့ကောက်ကွေးရမယ့်ပစ္စည်းတွေเนาะအများပိုင်းပစ္စည်းတွေဆိုရဲစိတ်နဲ့ကျွန်တော်တို့ကချင်းကရမယ်ဆိုတော့ဒါအရေးကြီးဆုံးလို့အဲကျွန်တော်အနေနဲ့မြင်တယ်